တူတူချင်းချင်းများအားလုံးပဲမင်္ဂလာပါရှင်မနက်ဖြန်10ရက်6လ25ပေါ့နော်အင်္ဂါနေ့မနက်ညနေအတွက်ပါနော်ဒီကနေ့ကတော့6ခွန်ကနိုင်ဩကွက်ထဲမှာမပါပဲမယ်ရံကွက်ထဲမှာပါတဲ့အတွက်ကြောင့်မလို့ကိုရောမတို့ထိုးကြည့်လို့တော့ပြန်ရမယ်လို့ထင်တယ်နော်ဒါဆိုရင်ကိုမနက်ဖြန်တက်သွားမယ်နော်1 4 10ပေါ့နော်၃လုံးပေါင်းပါမယ်နော် အဲ့တော့ဒီနေ့နဲ့ပေါင်းတော့6 6ရက်တရေပေါင်းတော့ခွန်ပါဝါနဲ့နက္ခတ်၃ညခွန်နဲ့၃ညထိပ်ပေါ့နော်ဒါဆိုရင်ညီမတို့ရဲ့ထောက်ကနန်းလေးကိုကြည့်ကြည့်အောင်နော်ဒီမှာပါနော်နှစ်၉နှစ်ထိပ်ဆိုတဲ့အကြောင်းမလို့ခွန်နဲ့၃ညမှာဒီမှာနှစ်ဆိုပြီးတော့စဉ်းထားတယ်နော်ဆက်သွားမယ်ဒီမှာ6နှစ်ရှင်းနဲ့ပေါင်းတော့3ည3ည9နဲ့ပေါင်းတော့9ပါဝါ3ည9ကတော့ ငါးတော့ညာတုံးဆိုပြီးတော့ထိတ်စီတုံးလုံးပါဒါဆိုရင်ဒီမှာတုံးထဲငါးတော့ညာတုံးမှာဒီမှာတုံးဆိုပြီးတော့ဆင်းတာပဲเนาะဒါဆိုရင်3 4လေး3 4ပေါင်းတော့ခွန်ခွန်1ပေါင်းတော့8ပေါင်းတော့9ကတ်1 8 3တက်ဆိုပြီးတော့ထိတ်စီကတုံးလုံးပါเนาะ ါဆိုလို့ရှိရင်စပြီးတော့တွားရအောင်เนาะပြီးရင်ဒီမှာရှိတာ1 5 4နဲ့ပေါ့เนาะ1ရဲ့9ရဲ့ပေါင်းတော့6 6နဲ့နဲ့နဲ့ပေါင်းတော့8ပါဝါ3 negative 8 3တိပြလိုက်ပါเนาะဒါဆိုလို့ရှိရင်1နှလုံးပေါင်းတော့ပေါင်းခြင်းတိပြလိုက်ပေါ့เนาะဒါဆိုရင်8 3တက်มาဒီมาတက်ဆိုပြီးတော့စင်တာဆက်သွားမယ်เนาะ 36ပေါင်တော့9 98ပေါင်တော့ခွန်ပါဝါနဲ့နက်ကတ်တုံညာခွန်နဲ့တုံညာပြိပေါ့နော်ဒါဆိုရင်3ခွန်နှလုံးပေါင်တော့တုံညာပေါင်ချင်းတုံညာတုံညာပြိပါဒီမှာတုံညာပေါ့နော်ဒါဆိုရင်4ခွန်ပေါင်တော့10 13ပေါင်တော့4ကိုနဲ့ပြိပေါ့နော်ဒါဆိုလို့ရှိရင် ရှစ်ထိပ်သုံးထိပ်ဒစ်ထိပ်ပေါ့နော်ရှစ်ထိပ်သုံးထိပ်ဒစ်ထိပ်ရှစ်ထိပ်သုံးထိပ်ဒစ်ထိပ်ပါနော်၄ဆိုတဲ့အတွက်ကြောင့်မလို့ရှစ်ချသုံးတစ်ဒစ်သုံးပေါ့နော်ဒီပရိပါ၉ဆိုတဲ့အတွက်ကြောင့်မလို့ရှစ်တစ်သုံးချတစ်ရှစ်ပေါ့နော်ကိုပရိပါ၂ဆိုတဲ့အတွက်ကြောင့်မလို့ရှစ်လေး တတပေါ့နော်နေပရိပါနော်ဒါဆိုလို့ရှိရင်မူရအောက်ကွက်ကလေးကတဲ့နေပရိလေးပေါ့နော်သူကနေပရိကို၃ထိတ်နဲ့တတိဆိုတဲ့အကြောင်းမလို့နေပရိဆိုတော့၃၉နဲ့တတိပေါ့နော်ဒီနောက်ကတော့မူရအောက်ကွက်နဲ့ထွက်လာတယ်ပေါ့နော် ဒါတော့လည်းပြန်တနေခုံစားပါတော့။ဒါညီမဆရာတို့လာပါကိုလိုမတို့ကြက်တူမဆရာနဲ့တမဆိုလိုက်ပြီးတော့ခစားကြပါတော့။အားလုံးပဲမနေ့ပြန်မတနေခုံခံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ကနန်းလေးလေးလည်းကိုမဒီထက်ကနန်းလေးနှစ်ခွက်ကိုလည်းခစားမယ်ပေါ့နော်။အဓိကပေါ့နော်။ အဲ့တော့လက်ပြတဲ့ခဏမမြအောင်နော်ထပ်နေတဲ့အတွက်ကြောင့်မလို့လေပုံမှန်6ကွက်ကို9ကွက်ရောတယ်ဆိုတော့9ကွက်ပေါ့နော်ဒါကလက်ပြတဲ့လေးပုံသားကစားရမယ့်ခဏလေးပေါ့နော်ကိုရောမောင်ကြိုက်တူမချနေတဲ့မဲ့ဆိုလိုက်ကစားကြပါအားလုံးပဲလက်ပြတဲ့လေးကိုပန်အောင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်